ဒီနေ့ကကျမတို့မက်ခရိုသွားပြီးပြန်လာမှာပါတရက်နေဂျုံမှာဗာလဲဆိုမက်ခရိုကပေါင်မုတ်ဝယ်လာတယ်ကြက်သားဝယ်လာတယ်ပေါင်မုတ်600 g မနော်တင်လိုက်မယ်600 g ကျမတို့ကဟိုတနေ့ကဒါလေးဝယ်ထားတယ်မာတိတွေ့လား250 g ဒေစီတဲမှာထည့်ထားတဲ့ဥစား ာလဲဆိုတော့ဒေစီတဲမှာထည့်ထားရဲထောဘက်ကပေါ့သွားတယ်ဆိုတော့ကျမပြချင်တာကျမတို့မစားရသေးဘူးစားလဲစားလဲဟိုစားပေါ့250ကနေပြီးတော့ဒီမှာထိတွေ့တာဘလောက်ယော့သွားပြီ250 gram က150 gram 100 gram လုံးဝယော့ကြသွားပြီဘာလဲဆိုတော့သူတို့ကခိုးတာနည်း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 ချင်းစီခိုးတာဘာဘာလဲဆိုတော့ပေါင်မုတ် ဖောဘကငင်းငင်းနေဒါတိတ်တော့မလုံနဲ့ဖောဘကပါလဲဆိုတော့ထည့်ထားတော့250ဂရမ်ရှိတာ250ဂရမ်ကိုပုံးထဲတော့240ဂရမ်ရှိရဲ့ပုံးမှာထည့်တာ240ဂရမ်ရှိရဲ့ပုံးမှာထည့်တဲ့အချိန်မှာကျမတို့ကဒီအစွန်းထိပေါ့နော်ဒီအရစ်ကလေးထိအပြည့်ရတယ်ဒါပေမဲ့ထားလိုက်ပြီးတော့အဲ့လိုမျိုး3ရက်လောက်နေလိုက်လို့ရှိရင်အဲ့လိုပေါ့ကြွားအောင်ပေါ့ကြွားအောင်ကျမကပြောတယ်အိုးစာအိမ်မှာချစ်မယ်စီးတွေကခိုးတယ်ချစ်မယ်ငိမ့်ငိမ့်နေ စည်းတွေอ่ะခိုးတယ်။နေရတဲ့ပစ္စည်းမပြောက်ဘဲနဲ့ပစ္စည်းခိုးတယ်ပြောမဟုတ်ဘူး။အလေးချိန်ကြီးရောတာ။ဒီလိုမျိုးပေါ့နော်။ဘယ်ကန်ချင်းလို့။ဘယ်တော့ညီနေနေနေလို့ရလာရင်။အဲ့ဆိုတော့ဒီမှာကြည့်။အဲ့နဲ့ကျမကဗာလဲဆိုထောဘက်ကထည့်ထားတော့อ่ะအဲ့အပြည့်ပေါ့နော်။အဲ့ဒါနဲ့စောင့်ချတာ။ကျမသိရဲ့ကျမဟာထောဘက်ကဟာဝါးပြီးဆိုတော့ဘယ်လိုသိလဲဆိုဒီဘက်မှာပေါ့နော်။ဒီဘက်မှာကြည့်လိုက်တာအောက်ပိုင်းอ่ะဟာနဲ့ဟာနဲ့တော့အဲ့ဒါနဲ့ကျမစောင့်ချလိုက်တာထောဘက် င်တဲ့အတိုင်းပဲအခုတိုင်းလိုက်တာလေ150ကျား100ကျားတော့ပျောက်ကြသွားတာဝယ်ထားတော့250ကျားအခု150ကျားပဲရှိတော့တယ်ဒီပေါင်မောက်ကမက်ခရိုကအခုမှဝယ်လာ600ကျားအဲ600ကျားဒီမှာအတိเนาะ600ကျားအတိအဲ့လိုမျိုးပေါ့နော်အိမ်မှာတခိုးရှိတယ်ဆိုတာပြကြအဲ့ထွားဘတ်တွေလည်းမနေရအောင်ဟာဟာ စီဟဲ့တောင်းနေပဲစီဘလောက်ကြံသေးတယ်300ဂရမ်ကြံသေးတယ်စီ300ဂရမ်ကြံသေးရဲ့အမလေးခဲ့ဈာကြောင့်ဦးလေးပါပဲကဲခေါ်ပါတော့တကယ်ဒီမှာကြည့်တက်ကင်ချီလိုက်ခေါ်ပါ250ဂရမ်နဲ့100ဂရမ် 250ဂရမ်ကနေ100ဂရမ်ဖြစ်တဲ့အတွက်ထောပကတော်တော်လေးကိုပေါ့ကြသွားတာပေါ့လို့ဆောင်းအောင်လား100ဂရမ်ပါဝါဝါအာ the diagram နေပြီးတော့ကျမတို့ပေါင်မုတ်ဘယ်နဲ့ချက်လဲဆိုတော့ macro ကဝင်လာတာ600 gram ကိုအချက်20ရတယ်အာတုတ်ပြမယ်နော်ဘယ်နဲ့ချက်တော့ဝင်ဘယ်လောက်ရော့လဲဆိုတော့ပြမယ်ဘယ်လောက်ရော့တွားတွားတွားအရင်ဆုံးတုတ်ဖို့အတွက်ဘာကြီးယူနေလဲတိတ်ပါတော့ မယောင်နေနဲ့မယောင်ရာစီလူးနေနဲ့လာကဲတော့ပြမယ်ဒီမှာကြည်ထောပတ်တရားကကိုဝါနဲနဲနောနောကိုဝါမဟုတ်ပါဝါယူကဲပေါမုတ်တစ်ချက်တော့လိုက်ပြီနော် ဖောဘတရားမမီကင်ကြည့်လိုက်တာနဲ့အတန်းတည်တယ်ဖောဘကဘလို့ကွာချားချက်ရှိသွားလဲဆိုတာတိန်တော့အောင်ဗကန်လေးယူခဲ့အဲ့အမှမှုံမကြမှာတိန်တော့အောင်မမီကိုဓာကြီးပဲပေးလို့ဘာမှအဆင်မပြေနေဘူးပောင်မုတ်ဆိုတော့ဒီနေ့မကောက်ဘူးเนาะနောက်နေ့ထားထားလိုက်လို့ရှင်ပောင်မုတ်ကဒီမက်ခရိုကဟာပျော့ပျော့မဟုတ်ဘူးလေတောင်းတောင်းကလေးနဲ့မမလေး ပြီးွားလို့ရှင်နောက်နေ့ကျရင်ပါလဲဆိုပျော်စီဖတ်ခါတဲ့လိန်ခွေးကောင်းရဲ့ပေါင်းဥတွေဖြစ်သွားရောတော့တားဒီမှာကိုယ့်အကိုတခုထဲလိုက်ပြီတခုထဲလိုက်ပြီတခါတုပ်လိုက်ပြီဘယ်နှချက်တုပ်မလဲဆိုတော့ရှစ်ချက်တုပ်ပြီမယ်နော်စပယ်ရှယ်အိမ်မှာပြော တခိုးအရန်ပေါ်တာအိမ်မှာအိမ်မှာပစ္စည်းတွေကခိုးခိုးပြီးတော့ပျောက်ပျောက်သွားအဓိကထောပါရမ်းတိတာထောပါကာလိုက်တာနဲ့ပေါ့ဝါမှန်တန်တိတာ ပေါင်မုတ်လေးချက်တုတ်ပြီးတဲ့အချိန်မှာထောဘတ်ဘလောက်ကုန်သွားလဲဆိုတာပြန်ပြီးတိုင်းပြအောင်အဲ့ချိန်ကျတော့ ဒီမှာရောတားဆောင်ဒီဘောက်လားဒီဘောက်မှာမစားဘူးဒီမှာလားဆောင်းပြင်းတော့မမီထောပတ်တော့မမီတို့ဒီတိုင်းရိုးရိုးထားထားတာသူတို့လည်းပြင်ထားတဲ့ထောပတ်ဖြစ်တဲ့အတွက်ဒါဟိုဥစားမူးရစေးမီမီတော့မမီမသိဘူးထောပတ်လေးချက်တုတ်ပြီးတဲ့အချိန်မှာဘယ်လောက်ရောသွားလဲဆိုရဟာပြ 一样啊，谁过来？ 620နဲ့စားဆိုနှစ်နဲ့စားလိုက်တော့30 30ဆိုတော့100 g 100 g ဆိုတော့100ဆိုတော့ဟုတ်ပါတော့30ကုလား30ကုလားကို4ချက်3လေးပြီး3နဲ့120ကုလား โอเคอ่ะสรุปดิท้องบาบาบลาบรอกว่าဒီချက်တော့ပြီးရဲ့အချိန်မှာထောဘက်က50 130 130ဒီချက်တော့ပြီးရဲ့အချိန်မှာ100 gram ရော့တယ်ထောဘက်ကထောဘက်က၄ချက်တော့ပြီးရဲ့အချိန်မှာ100 gram ရော့တယ်ဆိုတော့ တရာဂရန်ကိုခိုးခံရတာဖြစ်တဲ့တဝက်အချက်ပေါင်း50တောက်ပြီးသွားတယ်။လေးချက်90ဂရမ်။နှစ်ဒရမ5ဂရမ်။နှစ်ဒရမ5ဂရမ်ကိုတရာဂရန်နဲ့စားလိုက်ဘလောက်လဲ။တပ်ပေါ်ကယ်ကူလေးတော့သွားယူခဲ့ပေးဟိုမှာတင်တာ။တင်တော့အောင်မြန်မြန်လေးလုပ်ပေးပါကယ်ကူလေးတာသွားယူခဲ့ပေး။ လေးချက်ကို100အ150အနှုံး30 30ဂရမ်ကိုပေါင်မုတ်လေးချက်သုံးလို့ရတယ်ဆိုတော့တစ်ချက်ကို2.5ဂရမ်သုံးတယ်အခု100ဂရမ်ပျောက်သွားတယ်ဆိုတော့2.5ဆိုတော့အချက်ပေါင်း40သုံးပြီးသွားပြီကျမတို့အချက်ပေါင်း40မစားရသေးဘူးဟိုတနေ့ကဝယ်ထားပြီးတော့တင်ထားတာစဉ်းစားကြည့်လေဒါအချက်ပေါင်း40စားထားတယ်ဆိုတော့ဟာပေါင်မုတ်တစ်ချက်ကို2.5ဂရမ်ပဲကုန်တယ်ဖောပါ ။ဟောမို့တစ်ချက်နှစ်တရမှ5 gram ။ Okay ။အဲဆိုရင်မှန်မှန်မှန်ကြည့်လိုက်မယ် Google ထဲမှာ။ Better Better on one toast. in grand how much better တဲ့ mangreen နဲ့ mangreen နဲ့ okay how many gram နဲ့ဘာလဲဆိုတော့ few the calorie တဲ့100 gram of white rice တဲ့မဟုတ် gram tofu is better တဲ့ဘလောက်လဲ calorie တဲ့ calorie မဟုတ်ပါဘူး Quran, butter, uh, butter, butter, grind, grind in one toast. Butter grind in on uh, one slice of bread. ဒီမှာ a common နဲ့ estimate for the amount of butter used on a one slice of bread is 5 g ဒီမှာပပလေးတုတ်တဲ့အတွက်ဘလောက်ပဲရှိလဲ2.5 g ပဲတကယ်၍5 g နဲ့ပဲမြောက်တည်အောင်တရာကို100 g ရှော့ကျွန်မပျောက်သွားတယ်ဆိုတော့5 g နဲ့ဆိုအချက်ပေါင်း20တုတ်ပြီးွားပြီဆိုရဲစားပြီးွားပြီဆိုရဲပုံစံဖြစ်နေကျွန်မတို့အချက်ပေါင်း20မစားပါဘူးအခုမှဒီမှာ arrow ဝဲလာတာအချက်20 အချက်ပေါင်း20ကို100 gram အဲ့ဆိုရင် 5g နဲ့နော်ဟုတ်လားဒါသိန်းတာဟုတ်လားသူက 5g နဲ့မာမီယာဘတ်တာကိုကြောက်လို့ 5g မသုံးတရားကိုနေ့တရမ g ကရမ်နဲ့ဆို အချက်ပေါင်း40စားလို့ရတယ်အဲ့ဆိုတော့ဒီလိုမျိုးဒီလိုမျိုးနှစ်ထုပ်၄ထုပ်၄ထုပ်စားလို့ရမာမီတို့စားပြီလားအဲ့ဒါပြက်ပြောက်သွားတာဒီမှာလေးဒီမှာလေး7 gram လေးကျမ၄ချက်တုတ်လိုက်တယ် မှာ10 gram ရောက်သွားတွေ့လား140 gram ဒီမှာတစ်ခုနှစ်ခုတတလေးပါးစပ်ထဲမှာနှစ်ခုဝင်သွားပြီအာဘတ်တာကိုဝယ်ထားလိုက်လို့ရှိရင်100 150 gram ဝယ်တာ2600အဲ့ဒါကိုခိုးတာညညဘက်ဆိုခိုးခိုးွားအဲ့ဒါဘာလဲဆိုတိတာဘာလဲဆိုဒီလိုချိန်ခွင်ကိုလက်နဲ့အဲ့ဒီဘတ်တာဘူးကိုဒီလိုချိန်လိုက်လို့ရှင်ပျောက်သွားမှန်းတန်းတိတာဘတ်တာဘူးက လေးတာပေါ့ပေါ့ကြွာ။အေးအခုဒီမှာ600 gram ကိုသိနောက်အောင်ဘယ်လိုဖြစ်လို့တယ်လီဖုန်းကိုဆုံးဖို့ ਈ ပဲစဉ်းစားနေရလဲ။600 gram ကို600 gram ကပေါင်မုတ်တစ်ချက်ကို20ပါတယ်600အစား20ချက်ဆိုရင်ပေါင်မုတ်တစ်ချက်က30 gram ရှိတယ်။အဲ့လိုတော့ခိုးခိုးွားတာညာဘက်ကြာရင်လေကျမတို့အိမ်အရန်ခိုးခံရတယ် ဟိုပြောရမယ်ဆိုရင်ကိုကအချောက်လေးစိတ်အဟာရပြေဝအောင်ဟိုချွိချွိတတာချစ်ချစ်ကုတ်ကုတ်နဲ့စားတယ်ဒါပေမဲ့အချောက်လေးစိတ်ဘူးမစားတညလေးစားလို့ညမှာသူတို့စားလို့ရလို့ဒီမှာပါဝါးကြီးလေး100 g သူတို့လူတွေအများကြီးရပါပဲဖြစ်လို့တကိုးတွေအများကြီးရှိလို့ဖြစ်မှာပေါ့ဒါရဲ့စဉ်းစားကြည့်လေဒီမှာ140 g အခုပေါင်မုတ်ကြီးချက်စားပြီးွားပြီဆိုတော့အဲ့တော့600တဲ့ကနေပြီးတော့ တောင်းလေးလီစက်နဲ့120ဂရမ်နှုတ်လိုက်တယ်ဒီမှာလေ600ရတဲ့က120ဂရမ်နှုတ်လိုက်တယ်900အောက်ပေါ့480ဂရမ်လေအာမလွယ်ဘူးဒီလိုပါမောက်ကိုကျမအဲ့လိုတိုးစလုပ်ရင်2.5ဘိုးစားပေါ့များများတော့ရင်တော့5ဂရမ်နဲ့ tradition ကပြောရမယ်ဆို Google ကရှာအဲ့လိုမျိုးအိမ်မှာပစ္စည်းတွေအများအားအဲ့လိုအလေးချိန်ရော့ရော့ွားတာတွေအများကြီးတွေးတွေးနေရတာ အစင်တော့မပြေဘူးပေါ့နော်ကဲအဒီကနောက်တစ်ခုကိုလည်းဘာဖယ်မှာတိလဲဆိုဒီနေ့ဂုံးမစ်ကိုဒီကသွားပြီးတော့ကြည်လာဒီဂုံးမစ်ကိုကျွန်မသွားတိုင်းလာသွားတိုင်းလာတော့ဘာလဲဆိုတော့ ဟိုးစာပေါ့နော်မက်ခရိုမှာတိုင်းတာ1000မီလီရှိတဲ့ဂုံးမိကသူ့ရဲ့ weight က gram နေနဲ့ဆိုရင်1100 gram ရှိရ1100 gram မီလီနဲ့ရော1000ဒါပေမဲ့1100 gram ရှိတယ်အဲဆိုတော့ဒီလို900မီလီ900မီလီဆိုရင်ဒီလို900မီလီဆိုရင်950 900မီလီရှိရဆိုရင်950 gram ရှိရတွေ့လား 950 gram ရှိရမယ်။မမရှိတော့တွေ့လား။အဲ့လိုပပဝါတာ950 gram ဆိုတော့ဒီမှာကွာ။အဲ့လိုခိုးဝါနည်း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 ချင်းစီနဲ့ဘူးလေးတွေကိုကဲ့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 ပြီးတော့ခိုးတာအဲ့လိုမျိုးပေါ့နော်။မလွယ်ပါဘူးတော်တော်မလွယ်တာ။ဒီအိမ်မှာအရှမ်းတခိုးတောင်းချမ်းခံရတဲ့အိမ်။ဗန္ဒတွေ့ပြအဟိုတနေ့ကပေါင်မုတ်ဝယ်ဖို့အတွက်ထောဘက်ကိုဝယ်ထားတာ ခုတာမစားရဘဲနဲ့တခုတွေးနေရဝယ်လိုက်တခုတွေးလိုက်တခုတွေးလိုက်ဒီနေ့ကဝယ်လာလဲဆိုတော့ကဲအပေါက်ကဝင်နေလဲမသိဘူးတိလားအိမ်နောက်ဖေးကတော့အမြဲတမ်းဝင်နေတဲ့တူရဲ့အိမ်နောက်ဖေးနောက်ဖေးလမ်းကြအဲ့ရေမြောင်းကတချမ်းအရန်ညစ်ပတ်နေတာအဲ့ဒီဘက်ကဝင်နေတဲ့တူရဲ့မမီထင်တာတော့ကဲမမီဦးစား မစီလေးပြလိုက်အောင်မမမီးတို့ဒီနေ့ဒီနေ့ဘာဝယ်လာလဲဆိုအចောင်းဖွင့်တော့မှမဟုတ်လို့ကလေးကိုပေါ့နော်ဘာဝယ်လာလဲဆိုတော့ဒီမှာပေါ့နော်ကြက်သားကြက်သားကြီးကြက်ရဲ့နှလုံးဝယ်လာတယ်200 gram 210ပေါ့200 gram ပဲထားအကျမငါးတုံးပြီးတော့ချက်လိုက်လို့လေပြီးတော့ chicken breast without skin ကို 900ဂရမ်မှာကျမနှစ်တုံးယူလိုက်တော့အချက်ကြီး5ချက်ကျန်ခဲ့တယ်ဟိုမှာ5ချက်ချန်ခဲ့တော့900ဂရမ်လောက်ရှိတယ်အဲထားထားလိုက်တယ်ဆန်ဝစ်ချ်ဆလိုက်ဘရက်က600ဂရမ်အခု၄၄ချက်စားလိုက်တယ်ပြီးတော့ဒါဖန်စီဘောက900ဂရမ်ကိုဒါဝယ်တယ်ဒီအရေကိုတေချာစားမယ်ဆိုရင် fancy ball ကိုတရက်ပြီးွားလို့ရှင် chicken breast ရယ် chicken ရယ်နောက်တရက်ဆိုတော့နှစ်ရက်လောက်နောက်နှစ်ရက်လောက်ကလေးကိုသမီးထည့်ပေးလို့အဆင်ပြေသွားတယ်ပေါ့နော် အဲကြောင့်မလို့ဝဲလာတာအာပြီးသွားလို့ရှင် fancy ball လေးတွေဘာဖြစ်သွားလဲဆိုနောက်နေ့ကျရင်သေးသွားရောအဲ့လိုမျိုးလေးတွေရှိတယ်နောက်ဆိုရင် aero မှတ်ထားမယ် aero မှာအချက်20ပါတယ်တစ်ခုကို30 gram စီနှီးထားတယ်ဆိုရင်ဘယ်နှချက်ကြံလဲဘယ်လောက် gram ရှိရမလဲဆိုတာမှတ်ထားဒါပေမဲ့ဗာလဲဆိုကျမတို့ကစားလို့မကုန်သူကအေးသူကွာပေါင်မုတ်သာထူတဲ့အတွက်သူပျော့မကြောက်ညာညာဘက်ကျပေါင်မုတ်က ဒီလိုအကျင့်မဟုတ်တော့ဘဲနဲ့ဘာလဲဆိုရင်နေခိုတဲ့အပေါက်တွေနဲ့ပြင်ပျော့စီပျော့စီရင်းနဲ့ပြန်လာလဲထဲတာအာရမ်းဆိုရမ်းဆိုရမ်းဆိုနှိမ့်ဆက်ခံရမှာလေတိတာတိလားနှိမ့်ဆက်မခံရခင်တော့လုံးဝတိသေးဘူးနှိမ့်ဆက်ခံရတော့မှကိုကတဖြည်းဖြည်းနဲ့တိလားဟဲ့ဘာဖြစ်လို့ငါဟိုးစားပေါ့နော် စိတ်တွေပါတယ် ဟင်းငါရဲ့ဟိုဥစားကြီးငါရောင်းတဲ့ဟိုဥစားဘူးပေါ့နော်ပြောရမယ်ဆိုရင်ငါရောင်းတဲ့ဟိုရေချိုးဆက်ပြဘူးကငါတော့အကောင်းဝယ်တယ်ငါ grand အဖြစ်တစ်ခါတနေကြရင် macro ဈေးချရင်ဝယ်တယ် supermarket city mart မှာဈေးချရင်ဈေးချိုးရင်လက်ကားဆိုင်နဲ့ဈေးချိုးရင်ဝယ်လိုက်တယ်ကွာဝယ်ပြီးတော့စုထားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရေချိုးဆက်ပြတွေက3နှစ်လောက်ရောင်းလို့ရတယ်လေ3နှစ်လောက်ရောင်းလို့ရတော့တစ်ခါတလေ expiry မဖြစ်ဘူးတော်ရုံတန်ရုံက expiry မဖြစ်ဘူးတွားတယ်အဲ့ဒါကြောင့်မလို့ကျွန်မက ဒီဟိုဥစားရေချိုးဆက်ပြာကိုရောင်းတာလည်းပါတယ်ပြီးတော့ကိုကိုတိုင်းကလည်းရေချိုးဆက်ပြာလေးကိုအရန်နှစ်သက်တယ်အာအစ်စ်ကလေးထွက်ရင်တော်တော်ရှာတယ်တွေ့ရဲ့ချောင်းချိုးချောင်းသားတွေကအစလိုက်ရှာတယ်ကျမရေချိုးဆက်ပြာကြီးနိုင်ငံသားတွေလိုမျိုးပေါ့နော်ရေချိုးဆက်ပြာကြီးပဲအဲ့ရောင်းတဲ့စိုင်လေးပေါ့နော်အဲ့ဒီပြောရမယ်ဆိုရင်ဟို sample sample shop လေးတဘောမျိုးကျမလုတ်ချင်တာအောင်မြင်အောင်လုတ်ချင်တာ အဲ့ကြောင့်မလို့ကျမအတနေ့တနေ့အဲ့ရချိုးဆက်ပြလေးဂိုင်ကြည့်အမွှေးတွေဘယ်ဘယ်ချိန်တော့ဆိုပြောက်လဲမပြောက်လဲပြီးွားလို့ရှင်အဲ့မှာဘာတိတာလဲဆိုတော့ဘာလဲဆိုရချိုးဆက်ပြကိုဝယ်ထားတော့မှတော့ကျမပစ္စည်းအစ်စ်တွေဝယ်တယ်ဝယ်ဝယ်ပြီးတော့တင်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကျမဂိုင်ဂိုင်ကြည့်တော့ဟဲ့လို့ပေါ့လိုက်တာပေါ့လိုက်တာလို့ဘာလို့လဲဆိုတော့ရောတာသူတို့ကအဲ့လိုမျိုးပေါ့နော်လာလာရောရောထဲ့တာပေါ့နော်တခိုးတွေညာဘက်ဆိုအရန်တောင်းကြတယ် ညာဘက်ဘယ်ပေါက်ကဝင်နေလဲတော့ကျွန်မမသိဘူးအိမ်အောင်ဖေးလမ်းကြာတော့တခိုးကတ်လို့လားမသိဘူးအများတန်းခွေးရတော့ဟောင်းတာတွေပါရှိတယ်ကဲပြီးွားလို့ရှင်အဲ့လို chicken ball လေးတွေပေါ့နော် fancy chicken ball လေး900 gram ဝယ်ထားတယ်အလုံးလေးဒီလောက်လောက်ကြီးကြီးလေး chicken ball ဆိုတာလေအလုံးလေးကြီးကြီးလေးတွေဖြစ်တယ်ပြီးွားလို့ရှင်ညာဘက်ကြာရင်ဘာလုပ်လိုက်လဲဆိုလဲပက်လိုက်ပြီးအလုံးကဒီလောက်သေးသေးလေးပဲကျန်တော့အဲ့လိုတွေ အရန်ဆိုးတာနော်တ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 ော်လေးကိုဆိုးတာပြောရမယ်ဆိုရင်နှိပ်ဆက်တာပေါ့နော်တစ်ခုပြီးတစ်ခုနှိပ်ဆက်တာဒီလိုမျိုးဟိုစားပေါ့နော်ဒီနေ့ဆိုရင်ဗားလဲဆိုရင်မက်ခရိုကပြန်လာတော့ကျမတို့ကပုံးယူလာတယ်ဘာဖြစ်ပုံးယူလာလဲဆိုတော့ကျမမေ့သွားဗားလဲဆိုတော့မက်ခရိုတော့ရင်ချင်းပါရင်ဗာမပါလို့ရှင်ချွချွအိပ်ပါမှရတာ ဘာဖြစ်လို့လဲဆိုပစ္စည်းတွေထည့်ပြီးတည်ရတာကျွန်မမသိဘူးကျွန်မကလေးနဲ့ဟိုလော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 နဲ့ကျွန်မတစ်ခါတလေကြာရန်လောတတ်တယ်ရန်လောတော့စိတ်လောတော့အဲ့ကလေးကိုလာ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 မြန်မြန်သွားရအောင်သွားအောင်ဆိုအခုမပါသွားတော့အဲ့ဒီဟာနေပုံးလေးတွေဒီလိုမျိုးပေါ့နော်ပစ္စည်းလေးတွေထည့်လာပြီးတော့လက်ကပိုက်သွားလို့ရတယ်လေအဲ့လိုမျိုးယူယူလာလို့ရှိရင်ဒီဟာလေးကအစပြောရမယ်ဆိုဂတ်ထုချက်ကလေးကအစခိုးတာညညာပဲဆိုခိုးခိုးဟာတာ ရန်ဆိုတာရန်ဆိုတာကျမကိုပဲတာတာကတ်ထားပြီးစပယ်ရှယ်နှိပ်ဆက်တာဒီနေ့ဘာဝယ်လာလဲသူတို့ကကြည်ထားတယ်ပြီးခိုးတော့တာပဲဒီနေ့ဘာချက်လဲဆိုတော့ကြက်သားကိုကြက်သားကိုချက်တယ်ပြီးတော့ဘာလဲဆိုကြက်နှလုံးလေးကိုပပလေးနှီးပြီးတော့တခါလဲအချိုချက်တယ်ပြီးတော့ဟိုတန်းလေးကပယ်တီး ပန်းတီကိုအစိမ့်ဝယ်ပြီးတော့အတောင့်လှီးပြီးတော့ရေခဲတက်တာထဲမှာထည့်ပြီးတော့ခဲထားတာပြဿနာဘာဖြစ်သွားလဲမသိဘူးပန်းတီကပုံစံပြက်သွားတယ်ရည်ရွယ်နေတဲ့ပုံစံမျိုးပေါ့နော်ဒက်ရှ်မေးတဲ့မန္တကယ်ကတော့ကိုကဖောက်ထားတဲ့ဘူးကိုမလိုချင်လို့ကျမအာဖောက်နေတဲ့လူစီကသွားတောင်းတာပေါ့နော်180မီလီကို48ကာတွန်း48ဘူးပါတယ်ဟာအာတော့တောင်းလား ။နောက်ညပတ်ကြရင်ပြီးရင်ဒီလိုမျိုးပေါ့နော်ကျွန်မရေတန့်ပူလေးတွေကိုအဲ့လိုမျိုးတောက်ပြီးရင်။တိုင်းအနောက်ဘက်မိလေးဖွင့်ပေးလို့ရလား။တောက်ပြီးရင်ဒီလိုလေးစီထားတယ်။ဒီလိုလေးစီထားတယ်ကျွန်မ2468012342820212 26283436 3840

ဒီဘက်ကပလင်းနေဒီကစီပလင်းနေဒီမှာဗာလဲဆိုစီပလင်းနေဆိုရင်လည်းဒီလိုထောင်လိုက်တယ်ကောင်းလို့ရှင်ဒီလိုစီစစ်လိုက်တယ်စီစစ်ပြီးတော့အဲ့ဒီခွက်ထဲကကြံတဲ့ဟာလေးကို ကျမပြန်သိမ်းတယ်ဒါဟုတ်ကျမကလေသူများပါပဲပြောပြောလေဟို ပြောရမယ်ဆို autistic ပဲပြောပြော brilliant ဖြစ်တဲ့ autistic ပဲပြောပြော dumb ဖြစ်တဲ့ autistic ပဲပြောပြောကျမဒီလိုမျိုးအစီအစဉ်လေးရဲ့အဲ့လိုအဲ့လိုညီညီညာညာလေးကျမအဲ့အကျင့်ရှိရဲ့ ကောင်လုံးစီထားတာပေါ့နော်ကျမဒီမှာဆိုရင်လည်းဒါ expiry ဖြစ်သွားလို့တိန်းထားတဲ့ဟာတွေဘာလို့လဲဆိုကိုယ့်ကိုယ်သုံးနေကိုယ့်ကိုယ်သုံးနေ expiry ဖြစ်လောဟိုစား skin အရာပြောရမယ်ဆိုရင် problem တက်နိုင်လားဆိုပြီးကျမသုံးကြည့်တယ်။ expiry ဖြစ်ပေမဲ့ skin အရာ problem မဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုကျမရှာဖတ်ပြီးသား ဘာလဲဆိုတော့ online မှာဘာလဲဆိုတော့ cosmetic product တွေက expiry ကို3 years လို့ပဲပြောတာတကယ်တမ်းသူတို့ရဲ့ duration က5 years ထိသုံးလို့ရတယ်ကိုကိုတိုင်းသုံးတယ်နော်ကိုကိုတိုင်းအဲ့ဒါတွေကိုချေချိုးတယ်ပုံစံဘောင်းစုံချိုးတယ်အရင်တော့ဘီနိုင်းဆိုရင်လေအရန်ဟိုမှွေးနေအောင်အခုပြောရမယ်ဆို expiry ဒါဖြစ်တာဒါပေမဲ့ အမွှေးနဲ့လုံးဝပြဲတယ်ပျောက်တယ်ဆိုတာလုံးဝမရှိဘူးအဲ့ဒီ expiry ကဒီမှာကြည့်ငါးလပိုင်း2024 24ကျမက expiry ဖြစ်သွားတဲ့ဟာတွေရောင်းရောင်းမထွက်ဘူးဆိုတာကျမအရှိနှစ်တုံးကကျမစပြီးတော့ sign မလုပ်သေးဘူးမလုပ်သေးဘဲနဲ့ဟိုဥစားဒီတိုင်းရိုးရိုးစပိန်လေးနဲ့လိုက်ရအောင်လားလိုက်ရအောင်တော့ နောက်ပိုင်းရောဘာဖြစ်လဲဆိုဘာဘာတက်လဲဆိုကို့အတွက်ကြာမိုးတဲ့လေထဲမှာကြာရောင်းရအဆင်မပြေဘူးကလေးလက်ပါအောင်လေပင်မန်းတော့အာနောက်ဆုံးကြောင်အိမ်မှာပဲထိုင်ရောင်းမယ်ဆိုပြီးတော့အာလောက်တဲ့အချိန်မှာဒါပေမဲ့အဲ့ဒီအချိန်ကရောင်းတဲ့အချိန်ကြောင် expiry အရန်ကတ်နေတော့ကျမမရောင်းလိုက်တော့မရောင်းလိုက်ပဲနဲ့တိမ့်လိုက်တာယူထားလိုက်တာဒီမှာ expiry ထဲဖြစ်တဲ့ဟာလေတုံးပါတယ်အကုန်တုံးပါတယ် expiry ဖြစ်နေပြီမဲ့ကျမဘောင်းဆုံးအကုန်တုံးတယ်ကျမ brand အကုန်လုံးကိုတော်တော်များများကျမတုံးတယ်ကောင်းလားမကောင်းဘူးလားဆိုတာ expiry ဖြစ်ပေမဲ့ cosmetic က5 years တိ duration ရှိတဲ့အတွက်သူတို့ဒီလုံးဝပြောရမယ်ဆိုရင် expiry ကတော့3 years ပဲရေးထားတယ်ဒါပေမဲ့တကယ်တမ်း5 years လောက်ထိသုံးလို့ရတဲ့အတွက်လုံးဝ skin မှာ error တက်တာကြီးပါရတော့မရှိဘူး cái cả luôn mình nhau chắc em là đây chắc chắn em là đối hậu đề nó đã à biểu lại cho anh chứ mà chứ mà hiện tại cái gì đều có cosmetic <coughs> của ấy facial foam facial bot cleanser bot đâu này chứ mà tu à bán này mất tiêu rồi rồi clinic này mất tiêu c l i q u e clinic C L I N I Q U E làm the clinic คลินิกล่ะပါလဲအဲ့ဟာနဲ့သူလုံးဝမတည့်ချက်ချင်းသုံးချက်ချင်းဟိုဥစားကြီးဘာလဲဆိုတော့ watch နေကန်ထွက်လာတာလို့ဘာလို့ဖြစ်တယ်သူလုံးဝမတည့်ဘူးဒါသူသူနဲ့မတည့်တာပေါ့နော် cosmetic ကလိမ်လို့မရဘူးချက်ချင်းသုံးလို့ချက်ချင်း error ထတယ်ဟိုနောက်ကြာမှနှစ်တွေကြာမှ error တက်တယ်ဆိုတာမရှိဘူး ဗမာပြည်မှာတချို့လူတွေက expiry date ကိုဂယူမဆိုင်တဲ့လူတွေရှိတယ်။တချို့ကြောင့်အရန်ဂယူဆိုင်တဲ့လူတွေရှိတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ကျွန်မဒီဟိုစာရောင်းနေဒီရောင်းတဲ့ပစ္စည်းကလုံးဝဟိုစာ fresh date ပဲပါတယ်။ fresh date လုံးဝဟိုစာပြောရမယ်ဆိုရင် expiry ဟိုစာအရန်ကတ်နေတဲ့ဟာတော့မရောင်းဒီတိုင်း fresh date နဲ့ပဲကျွန်မရောင်းတယ်ဟို expiry ဖြစ်သွားတဲ့ဟာဆိုရင်ကျွန်မတက်တက်တင်ထားတယ်ကိုယ့်အကူတုံးကြည့်တယ်အနံ့ဘလို့ရှိတယ်ကောင်းလားမကောင်းလားအရေရောအဆင်ပြေလားမပြေဘူးလားအကုန်တုံးကြည့်တာပေါ့နော်ဒီနေ့ကတော့ရိုက်ပြတာဒီအဓိကရိုက်ပြတာဒီထောဘတ်ထောဘတ်အများအတန်းခိုးခံရတယ်အဲ့ဒါနော်မာဂရင်းနော်မာဂရင်းကဘယ်ကနေဝယ်ရလဲဆိုတော့ဒီမက်ခရိုကပဲဝယ်တာစတားတစ်စိတ်မာဂရင်း အဲ့ဒါ250ဂရမ်အထုပ်ကလေးနဲ့လား2600ကျမကပါလဲဆိုတော့2000နဲ့အာ2600 250ဂရမ်ဒါပေမဲ့ဒီပုံးက240ဂရမ်240ဂရမ်ဆိုတော့ကျမထည့်ထားဒီတော့အပြည့်ရတယ်ကွာသူအပြည့်ဒီ line ဒုတိယ line အပြည့်ရအခုအဲ့ဒါကျမကင်ကြီးလိုက်တော့ပော့သွားတယ်ကျမတန်းတီးလိုက်တယ်အဲ့ဒါနဲ့ဒီဘူးကိုစောင့်လိုက်တာဒီကိုစောင့်လိုက် ။စောင်းလိုက်တော့ဟိုဥစားထောဘက်ကအောက်ကိုပြုတ်ကျပြီးတော့တဝက်လောက်လုံးဝခိုးခိုးခိုးသွားတာ။အဲ့လိုလေနှိမ့်ဆက်တာအများနဲ့နှိမ့်ဆက်တယ်။ပေးမမီးကိုဟိုဥစားပေး။ကြည်အားကွက်ကိုကွက်ကိုစားထားကြည်အားမကြည်အားကွက်ကိုတော့ကြည်အားကွက်ကိုကိုမျက်လုံးနေနဲ့ကွက်ကိုတော့ကြည်အားပန်မှန်လေးကိုလည်းတော့ကြည်လိုက်ပါဦး။